နာမည်ကြီးပေမဲ့ဒီလိုအကြောင်းတွေကြောင့်အမျက်မရပဲနဲ့အရှုံးပေါ်ရတဲ့ပြောတဲ့အနာတဘောမှာအောင်မြင်နေပေမဲ့အမျက်ဝင်မရပဲနဲ့အရှုံးပေါ်သွားတာကနေဝင်းနဲ့ခင်မွာရရဲ့ပြောတဲ့ရုပ်ရှင်မှာပြောတဲ့ရုပ်ရှင်ဇကိုင်းဟာသူတို့ချာချာမြမရင်ရကြည့်တဲ့ရှစ်ပြွယ်ကိုအခြေခံကရိုက်ကွန်းထားတဲ့ရုပ်ရှင်ဇကိုင်းဖြစ်ပါတယ်။ရောတဲ့ရုပ်ရှင်ဇကိုင်းဟာတရုတ်ဆောင်မင်းသားနေဝင်းလောက်ကအပြည့်ရထားတဲ့ဇကားလို့လဲဆိုနိုင်ပါတယ်။တခြားတစ်ဖက်မှာလည်းခင်မွာကလည်းတကယ်ကိုထိတ်တန့်မင်းမီဆိုတဲ့ခုံပုံးတဲ့ညီ ယောဒန်ရုပ်ရှင်ဇကိုင်းမှာနေဝင်းနဲ့ပြန်တရုတ်ဆောင်ထားတာပါ။ဒါအပြင်ဇက်ဘူတရုတ်ဆောင်ဥဆောင်ဝင်တိုင်းမှာဝိုင်းရင်တရုတ်ဆောင်မင်းသမီးချင်းမျိုးတန်တာထွန်ဆောင်ရင်တရုတ်ဆောင်တွေကလည်းအကောင်းဆုံးတရုတ်ဆောင်ထားတာကိုတွေ့ရပါရင်အားကြောင့်လဲပြောဒန်ရုပ်ရှင်ဇကိုင်းဟာပြည်သက်တွေချားရင်မှလူပြောများနေကြလို့အမှုပညာရလဲအောင်မြင်ရရုပ်ရှင်ဇကိုင်းပဲဖြစ်ပါရင်အခုခါမှာတော့ပြောဒန်ရုပ်ရှင်ဇကိုင်းဟာအဲ့လိုမျိုးအောင်မြင်မှုများဆောင်ရရှိနေပေမယ့်အမြဲအစုံရအရှုံးပေါ်ခဲ့တယ်လို့သိရတာပါ။ပြောဒန်ရုပ်ရှင်ဇကိုင်းဟာပြည်သက်တွေချားတွေ့လို့ထင်ရှားပေမယ့်လဲ ရုံထဲကိုအမှန်တကယ်လာခြင်းရဲ့ပရိသတ်တွေကထင်ထားရတဲ့အများကြီးနဲ့လို့ဆိုရရင်တွေ့ပြန်တော့ခုလက်ရှိအချိန်မှာမြန်မာရုပ်ရှင်လောကမှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားများပြနေတဲ့အတွက်ရုံဝင်တဲ့လူကြီးပေါ်မူတည်ပြီးရုံတင်ခွင့်ရက်ကိုတိုးပေးထားတာဖြစ်ပါတယ်။ဒီလိုမြန်မာနိုင်ငံမှာရုံတင်ရုပ်ရှင်တွေဝင်ငွေဆန်ရင်တွက်ပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ပြောဆိုင်ရုပ်ရှင်ဇာတ်ကားဟာတနင်္လာနေ့မှာဝင်ငွေကောင်းခဲ့ပေမဲ့သတ်မှတ်ထားတဲ့ငွေပမာဏများလို့ရုံဆင်းပေးလိုက်ရတာပဲဖြစ်ပါတယ်။နမိတ်ကြီးပြီမယ်ဒီလိုအကြောင်းကြီးကြောင့်အမြင့်မရပဲနဲ့အရှုံးပေါ်ရတဲ့ပြောတဲ့ င်တာနက်ပေါ်မှာအောင်မြင်နေပေမယ့်အမျက်ဝင်မရပဲနဲ့အရှုံးပေါ်တော့တာကနေဝင်းနဲ့ခင်မွားရဲ့ပြောတဲ့ရုပ်ရှင်မှာပြောတဲ့ရုပ်ရှင်ဇကိုင်းဟာသူတို့ချာချာမြမရင်းရကြည့်တဲ့ရှင်းပြပွဲကိုအခြေခံကရိုက်ကွန်းထားတဲ့ရုပ်ရှင်ဇကိုင်းဖြစ်ပါရင်ပြောတဲ့ရုပ်ရှင်ဇကိုင်းဟာတရုတ်ဆောင်မင်းသားနေဝင်းလောက်ကအပြင်းရထားတဲ့ဇကားလို့လဲစုံနိုင်ပါရင်တခြားတစ်ဖက်မှာလည်းခင်မွားကလည်းတကယ်ကိုထိတ်တန်းမင်းမီဆိုတဲ့ခုံပုံးနဲ့ညီရောတဲ့ရုပ်ရှင်ဇကိုင်းမှာနေဝင်းနဲ့ပြန်တရုတ်ဆောင်ထားတာပါဒါပြင်ဇပိုတရုတ်ဆောင်ဥဆောင်ဝင်နိုင်မှန် ဝိုင်းရင်တရုတ်ဆောင်မင်းသမီးချင်းပြောတင်တာထုံးစားရင်တရုတ်ဆောင်တွေကလည်းအကောင်းဆုံးတရုတ်ဆောင်ထားတာကိုတွေ့ရပါရင်ဒါကြောင့်လည်းပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာပရိသတ်တွေကြားထဲမှာလူပြောများနေတယ်လို့အမှုပညာရေးကလည်းအောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါရင်အခုခါမှာတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာအဲ့လိုမျိုးအောင်မြင်မှုများစွာရရှိနေပေမယ့်အမြန်ဆုံးရအရှုံးပေါ်ခဲ့တယ်လို့သိရတာပါပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာပရိသတ်တွေကြိုက်တွေ့လို့ထင်စားပေမယ့်လည်းရုံနှင်းကိုအမှန်တကယ်လာခြင်းရဲ့ပြည်သက်တွေကထင်ထားရတဲ့အများကြီးနဲ့လို့ဆိုရရင်သူပြင်တော့ခုလက်ရှိအချိန်မှာမြန်မာရုပ်ရှင်လောကမှာရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများပြနေတဲ့အတွက်ရုံဝင်တဲ့လူရေပေါ်မူတည်ပြီးရုံတင်ခွင့်ရက်ကိုတိုးပေးထားတာဖြစ်ပါတယ်။ဒီလိုမျိုးနိုင်ငံမှာရုံတင်ရုပ်ရှင်တွေဝင်ငွေဆန်ရှင်အတွက်ပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ပြောဆိုင်ရုပ်ရှင်ဇာတ်ကားဟာတနင်္လာနေ့မှာဝင်ငွေငောင်းခဲ့ပေမဲ့သတ်မှတ်ထားတဲ့ငွေပမာဏများလို့ရုံဆင်းပေးလိုက်ရတာပဲဖြစ်ပါတယ်။ဒါပရိသတ်တွေကြိုက်တွေ့လို့ထင်ရပါမယ်လေ။ရုံတွေကိုအမှန်တကယ်လာခြင်းရဲ့ပရိသတ်တွေကထင်ထားရတဲ့အများကြီးနဲ့လို့ဆိုပါရင်ဒီပြင်တော့ခုလက်ရှိအချိန်မှာမြန်မာရုပ်ရှင်လောကမှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားများပြနေတဲ့အတွက်ရုံဝင်တဲ့လူကြီးပေါ်မူတည်ပြီး ရုံတင်ခွင့်ရက်ကိုတိုးပေးထားတာဖြစ်ပါတယ်။ဒီလိုမြန်မာနိုင်ငံမှာရုံတင်ရုပ်ရှင်တွေဝင်ငွေဆန်ရင်အတွက်ပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ပြောဆိုင်ရုပ်ရှင်ဇာတ်ကားဟာတနင်္လာနေ့မှာဝင်ငွေကောင်းခဲ့ပေမဲ့သတ်မှတ်ထားတဲ့ငွေပမာဏများလို့ရုံဆင်းပေးလိုက်ရတာပဲဖြစ်ပါတယ်။